္ဂလာပါရှင်။ဒီဇင်ဘာလ၄ရက်နေ့အတွက်တန်လွင်ထမ်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်ကြည့်ပြားကတင်ဆက်ပြီးတော့မှာပါ။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘီးလင်းမှာတပတ်အတွင်းတရား20မိုင်းခွဲခံရတဲ့သတင်း။တဝဲမှာမဲစင်းရင်လာမကြည့်ရင်အေးအေးယူခံရမယ်လို့ချင်းချောက်ခံရတဲ့သတင်းနဲ့စစ်ကောင်ရှင်ရဲ့ Federal ပြည်တော်စုတိဆောက်ရေး2008ဖွဲ့စည်းပုံကိုအခြေခံထားတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။ နိုင်ငံတကာသတင်းတွေမှာတော့ထိုင်းလေစိတ်တွေမှာနိုင်ငံတကာလေကြောင်းခရီးစဉ်တွေအတွက်အခွန်53ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမဲ့သတင်းမြမတော်လန်ရေးကိုဂရီတာထုံဘတ်၆ခံလိုက်တဲ့သတင်းတွေနဲ့အတူမနက်ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ်ပြည်နယ်ဘီလင်းမြို့နယ်ဘီလင်းလက်ကြီးလမ်းမိုက်မှာတပတ်အတွင်းသဒ္30မိုင်းခွဲဖြတ်စီးခံလိုက်ရတယ်လို့ဒေသခံတွေကတန်လင်းထမ်းမှုပြောပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းကပြင်သာကျေးရွာအနီးဘီလင်းလက်ကြီးလမ်းမိုင်းမိုင်းတိုင်ဆက်ကွန်အနီးကပေး20အရှိတဒ္30မိုင်းခွဲခံခဲ့ရတာပါဒါအပြင်နိုဗင်ဘာလ28ရက်နေ့ကလည်းရဲအောင်ကျေးရွာအနီးကပေ40ကျော်အရှည်ရှိတဲ့တရားတစ်စင်းမိုင်းခွဲခံရတာကြောင့်ပြိုကျပျက်စီးသွားတာဖြစ်ပါတယ် တရောင်းနှစင်းပြိုကျပြက်စီးသွားတာကြောင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်ရှင်။တရောင်းမိုင်းခွဲခံရတာကြောင့်နေကြီးကျေးရွာအပါဝင်အနီးပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံတွေဟာဘီလင်းမျိုးပေါ်ကိုဒေသထွက်ကုန်တွေရောင်းချဖို့ကြံမာရေးပညာရေးနဲ့လူမှုရေးကိစ္စတွေတွာလာဖို့အတွက်အခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။ဒီတရောင်းမိုင်းဆွဲခံရတာကိုစစ်တပ်ဘက်က တော်လန်ရေးတပ်ဖွဲ့တွေလှုံ့ဆော်တာလို့စွပ်စွဲထားပြီးတော်လန်ရေးတပ်ဖွဲ့ကတော့လက်ရှိချိန်ထိတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူးဘီလင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့လကစလို့စစ်ကောင်ပြင်တက်တဲ့တော်လန်ရေးတပ်ဖွဲ့တို့ကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေပြီးစစ်ကောင်ပြင်ဘက်ကတိုက်ရာ တိုးချဲ့တာနဲ့စစ်ကြောင်းထိုးမှုတွေရှိနေတာပဲဖြစ်ပါရဲ့ရှင်တနင်္လာနေ့တိုင်းဒဝဲမျိုးပေါ်ရက်ွက်ဒီမှာအုတ်ချုပ်ရေးမှုတွေက ပြည်သူတွေမဲစင်းလာမကြည့်ရင်အေးအေးယူခံရမယ်ဆိုပြီးချိန်ချောင်းနေတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။တနင်္လာရီတိုင်းဒဝေမြို့ပေါ်ရွက်ကွက်ဒီမှာစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူးတွေကပြည်သူတွေမဲစင်းလာမကြည့်ရင်အေးအေးယူခံရမယ်ဆိုပြီးချိန်ချောင်းနေတယ်လို့မြို့ကန်တွေကတန်တွင်တိုင်းကိုပြောပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်ဟာလာမယ့်ရွေးကောက်ပွဲအတွက်ဒုတိယကြိမ်မဲဆင်းကိုနိုဝင်ဘာ22ရက်နေ့ကနေဒီဇင်ဘာ4ရက်နေ့ထိ7ရက်ကြာကြေညာထားပေမဲ့လာရောက်ကြည့်ရှုသူမရှိသလောက်နှဲပါနေတာပါ။အဲဒီအတွက်ကြောင့်စစ်ကော်မရှင်ကအုပ်ချုပ်ရေးမှုတွေနဲ့အာဏာပိုင်တွေကပြည်သူတွေမဖြစ်မနေမဲဆင်းလာကြည့်ကြဖို့နဲ့လာမကြည့်တဲ့သူတွေရေးယူခံမယ်ဆိုပြီးချိန်ချောက်မှုတွေလုပ်ဆောင်နေတာပါ။တော်ဝင်မြို့ခံတွေရဲ့ပြပြချင်းရစစ်ကော်မရှင်ကအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ဖိအားပေးမှုကြောင့် ပြည်သူတွေမဲဆင်းလာရောက်စစ်ဆင်းနေရတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်ရှင်ဟာမဲဆင်းလာကြည့်သူမရှိသလောက်နှေးပါနေတဲ့အတွက်တိန်တက်ဆင်းမဲဆင်းလိုက်လံစစ်ဆေးပြီးမဲလာပေးကြဖို့ဖိအားပေးတာတွေရှိနေပါတယ်။ဒဝေမြို့မှာတော့စစ်ကောင်ရှင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ကြမယ်။နိုင်ငံရေးပါတီကကိုယ်စားလှယ်လောင်းတွေဟာလူမျိုးရေးပြည်နယ်မဲဆွယ်စည်းရုံးမှုတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးရည်မှန်းချက်တူကြရင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ပြည်ထောင်စုအကျိုးကိုရှေ့ရှုလို့လာရောက်ပူးပေါင်းကြဖို့အတွက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောလာပါတယ်။ဒီသတင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးထားပါရှင်။တော်လှန်ရေးအင်အားစုတွေက Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်လက်နက်ကင်လမ်းစဉ်နဲ့တိုက်ပွဲဝင်နေတာကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရည်မှန်းချက်တူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုဖို့ပြောလာပါတယ်။ ဒီဇင်ဘာ3ရက်နေ့ကမန္တလေးတိုင်းပြည်ဦးနယ်မြို့မှာရှိတဲ့စစ်တပ်တို့ဘိုလောင်းတင်တန်းအမှတ်စဉ်68တနန်းစင်းကုံပြုတ်ဆေးပြခန်းနာမှာစစ်ကောင်းဆောင်ကတက်ရောက်မီကွန်ပြောကြားချိန်မှာထဲသွင်းပြောဆိုခဲ့တာပါလက်နက်ကိုင်လမ်းစဉ်နဲ့ဖြည့်ရှင်းတဲ့ကျိုးပတ်မှုဟာနှစ်ပေါင်း80ကျော်ကြာတဲ့အထိဘလူးရလက်မှမထွက်ခဲ့တာကိုတင်ကန်းစာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲတာဟာလက်နက်ကိုင်လမ်းစဉ်အကြောင်းဖြစ်လို့အမှန်တမ်းရှုမြင်မှုအချိန်ကျနေပြီလို့ပြောပါရီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူကြရင် ပြည်ထောင်စုဂျိုးကိုရေးရှုပြီးတော့ PDF ပါဝင်လက်နက်ကင်ဖွဲ့ရီအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာဖို့နိုင်ငံတော်ကဖိတ်ခေါ်ထားပြီးပြီလို့စစ်ကောင်းဆောင်ကဆိုပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနဌာနမှူးနိုင်တလနိုင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာဘယ်ဖက်ဒရယ်ပြည်ထောင်စုမှတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့တန်လွင်တိုင်းကိုပြောပါတယ်။စစ်အုပ်စုကပြောပြောနေတဲ့ဒီဥပဒေပေါင်းတွင်ဆိုတာကသူက2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပြောနေတာဖြစ်တယ်။ ဆိုဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကဘယ် Federal ပြည်ထောင်စုမှာကျွန်တော်တို့ဒီစောင့်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ဒီစစ်အုပ်စုကိုကျွန်တော်တို့အမြင့်ဖြတ်တိုက်ထုတ်ပြီးတော့မှကျွန်တော်တို့တိုင်းသားတွေအားလုံးလိုချင်တဲ့ Federal Democracy ပြည်ထောင်စုတည်ကြီးကိုကျွန်တော်တို့တူထောင်နိုင်မှာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်တပ်နဲ့ပေါင်းပါတစုရဲ့ကောင်းစားရေးအတွက်ကိုပဲရှေ့ရှုပြီးရေးဆွဲပြဋ္ဌာန်းထားတဲ့အခြေခံဥပဒေဖြစ်လို့တိုင်းပြည်နဲ့ကိုင်းညီမှာမဟုတ်တယ်လို့အကြောင်းဝင်မှာမဟုတ်ဘူးလို့သူကမှတ်ချက်ပြုပါတယ်။ PDF တွေပါဝင်လက်နက်ကိုင်ဖွဲ့တွေကိုစစ်ကော်မရှင်ကခေါင်းစဉ်မျိုးတက်အကြောင်းမျိုးမျိုးပြပြီးတော့သူတို့နဲ့အတူလာရောက်ပူးပေါင်းဖို့အမြဲလိုလိုဖိတ်ခေါ်နေပြီးဝင်ရောက်လာသူတွေလည်းရှိတယ်လို့ဝါဒပြန်သတင်းစာတွေမှာဖော်ပြလေရှိပါတယ်ဖိတ်ခေါ်ရမှာလဲဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာကျင်းပမဲ့ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့လွှတ်တော်အစိုးရတို့နဲ့ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြရမယ်လို့ဆိုပါတယ်၂၀၁၉ခုနှစ်မေလနောက်ပိုင်းမှာအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်၆စာလုံးရ ိုင်ငံတော်ရဲ့မြို့သားနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာတက်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက်ဦးတည်တယ်လို့ထည့်သွင်းထားတာပါဒါကြောင့်အဲ့ဒီအခြေခံဥပဒေကနေကျင်းပတဲ့ထူးထူးရွေးကောက်ပွဲတွေမှာစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဟာပြည်သူလူထုရဲ့ရွေးကောက်ခံစရာမလိုပဲတက်ချုပ်ရဲ့ရွေးချယ်ခံရမှုနဲ့အလွတ်တော်တဲ့ဝင်ရောက်နေရယူခွင့်ရှိပါသည်ဒီအတွက်ကြောင့်လွတ်တော်တဲ့အဆိုတစ်ခုခုတင်သွင်းတာဖြစ်စေဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်တစ်ခုခုကိုပြင်ဆင်နေတာဖြစ်စေမဲခွဲဆုံးဖြတ်တဲ့အခါမှာလွတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှု85%ကျော်မှသာအနိုင်ရရှိမဲ့သဘောပါ တစ်ဖက်မှာအထူးသမရတနေရာနဲ့ကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာစတဲ့ဝန်ကြီးဌာနတွေမှာလည်းစစ်တပ်ကရာရှိတွေကိုဝန်ကြီးအဖြစ်ခန့်အပ်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေကအခွင့်ပေးထားပါသေးတယ်။ဒါကြောင့်တော်လိုင်းအင်အားစုတွေက2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြည်သူတွေလူလားတောင့်ကြတဲ့အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်ရှိတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပြောဆိုထားကြတာပါ။ မော်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အေမွန်ကဆက်ကော်မရှင်အနေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်တွန်းနေတယ်လို့တန်လွင်တိုင်းကိုပြောပါသည်ဒီထွက်ပေါက်ဒီတာရင်သူတို့အတွက် legitimate ဖြစ်တယ်နော်တော့တရားဝင်မှု ဖြစ်နိုင်မယ်လို့သူတို့ယုံကြည်ပြီးတော့အခုလိုမျိုးရွေးကောက်ပွဲမဖြစ်ဘူးမဖြစ်ဖြစ်အောင်တွန်းနေကြတာဖြစ်တယ်နော်ဆိုတော့ဒီတရားမျှတတာလွတ်လပ်တာတော့တိတ်ခါရှိတာဆိုတာဘာတစ်ခုမှ အခုတည်းထိကျွန်တော်တို့မတွေ့ရသေးဘူးဒီစားကျွန်တော်တို့เนาะနေစဉ်ချူဖောင်းသူတို့ရဲ့ချူဖောင်းမှုတွေကိုနေ့တိုင်းထိုင်မှတ်တမ်းတင်နေရတဲ့လုပ်ငန်းတွေစက်ကောင်းဆောင်ကတော့သူတို့အနေနဲ့2025ခုနှစ်ထွေထွေရွေးကောက်ပွဲကိုလွတ်လပ်ပွင့်လင်းပြီးတရားမျှတတဲ့သိခါရှိတဲ့ရွေးကောက်ပွဲဖြစ်အောင်မြင်စွာကျင်းပနိုင်ရေးပပေါင်းဆောင်ကကြိုးပမ်းနေတယ်လို့ပြောပါတယ်ဒီပေါ်သူတို့ကိုစန့်ကျင်နေတဲ့လူပုတ်ကိုအဖွဲ့အစည်းတချို့ကရွေးကောက်ပွဲကိုအဟန့်တားဖြစ်စေရေးနီလာမျိုးစုံနဲ့လှုပ်ဆောင်နေကြတာကိုသတိပြုကြရမယ်လို့ဘိုလောင်းတန်တန်စင်ပွဲမှာပြောကြားခဲ့တာပါ အထွေထွေရွေးကောက်ပွဲကိုတော့ electronic map ဆက်ကိုအသုံးပြုပြီးအပိုင်း၃ပိုင်းနဲ့ကျင်းပဖို့စစ်ကော်မရှင်ကစီစဉ်ထားပြီးကုလသမဂ္ဂပါဝင်ဥရောပပါလီမန်နဲ့နိုင်ငံတကာကတော့အဲ့ဒီရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမရှိပါဘူး နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းလေဆိပ်တွေမှာနိုင်ငံတကာလေကြောင်းခရီးစဉ်တွေအတွက်အခွန်53ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကပြောပြပေးထားပါရရှင်။နိုင်ငံတကာလေကြောင်းခရီးစဉ်တွေနဲ့ပြည်ပတို့ထွက်ခွာမဲ့ခရီးသည်တွေအတွက်လေဆိပ်အခွန်လို့အများအားဖြင့်တည်ထားကြတဲ့ခရီးသည်ဝန်ဆောင်မှုအဖိုးအကာကို53ရာခိုင်နှုန်းတိုးမြင့်ကောက်ခံရေးထိုင်းလေကြောင်းပြန်တန်းရေးဆိုင်ရာဘုတ်အဖွဲ့ကသဘောတူခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေအတွက်ဝန်ဆောင်မှုအဖို့အခါကိုဘတ်930ကနေဘတ်1320အထိတိုးမြင့်ရေးထိုင်းလေဆိပ်ညာလုပ်ငန်းစုကုမ္ပဏီ AOD ရဲ့လျှောက်ထားမှုကိုအဲ့ဒီဘုတ်အဖွဲ့ကဒီဇင်ဘာလ3ရက်မှာခွင့်ပြုလိုက်တာဖြစ်တယ်လို့ဘုတ်အဖွဲ့အစည်းအဝေးကိုဦးဆောင်တဲ့ထိုင်းပို့ဆောင်ရေးဝန်ကြီးဖီဖက်ရစ်ချာကစ်ပရာခန်ကပြောပါတယ် ခရီးသည်ဝန်ဆောင်မှုအဖို့အခါဟာလေရင်လက်မှတ်ဝယ်ယူချိန်မှာလက်မှတ်ဈေးနှုန်းတက်မှတ်ချက်တွေပါဝင်ပြီဖြစ်တာကြောင့်ထိုင်းကနေနိုင်ငံတကာသို့သွားမဲ့လေရင်လက်မှတ်ဈေးတွေမြင့်တက်လာတော့မှာဖြစ်ပါတယ်။ခရီးသည်ဝန်ဆောင်မှုအဖို့အခါတုံ့မြင့်ကောက်ခံမှုဟာလာမယ့်နှစ်စောစောပိုင်းမှာစတင်အသက်ဝင်လာမယ်လို့မျှော်လင့်ရပါတယ်။ကြည်ရင်းလေကြောင့်ခရီးစဉ်တွေအတွက်ခရီးသည်ဝန်ဆောင်မှုအဖို့အခါကတော့အရင်အတိုင်းမပြောင်းလဲပဲဗတ်တရ30ပဲပေးရမှာဖြစ်ပါတယ်။ AOD ဟာအဓိကလေဆိပ်6ခုကိုဦးစီးနေပြီးသူဝနာဘူမီ၊ဒွန်မောင်၊ဖူခတ်၊ချင်းမိုင်၊ဟတ်ရိုင်နဲ့ချင်းရိုင် လေဆိပ်တို့ပဲဖြစ်ပါတယ်။လုပ်ငန်းစုကုမ္ပဏီ AOD ကအခုအစီအစဉ်နဲ့ပတ်သက်လို့အများသဘောထားကိုရယူပြီးအဖို့အခတိုးမြင့်ရေးအစီအစဉ်အသေးစိတ်ကိုပို့ဆောင်ရေးဝန်ကြီးဌာနထံတင်ပြပြီးနောက်အပိသက်ခွင့်ပြုချက်ရယူသွားမှာဖြစ်ပါတယ်။အဲ့ဒီနောက်အဖို့နှုတ်အသက်စတင်မကောက်ခံခင်လေးလအလိုမှာလူသိရှင်ကြားကြညာသွားမှာဖြစ်ပါတယ်။ AOD ကလေဆိပ်အခွန်တိုးမြင့်လာရင်သူတို့ရဲ့လေဆိပ်6ခုကနေနှစ်စဉ်ဖြတ်တန်းသွားတဲ့နိုင်ငံတကာခရီးသွားပြန်မြ35ဒန်းအပေါ်အခြေခံပြီးတစ်နှစ်ထက်တိုးဝင်ငွေဘတ်10ဘီလီယံဝန်းကျင်ရှိလာမယ်လို့မျှော်လင့်ထားကြောင်းစစောပိုင်းကပြောကြားထားပါတယ်။အဒီလိုအဖိုးအခတိုးမြင့်လိုက်တာကြောင့်လေဆိပ်တွေမှာဝန်ဆောင်မှုနဲ့ဘေးအန္တရာယ်ကင်းရှင်းရေးပုံမအားကောင်းလာနိုင်တယ်လို့အရက်ဖက်လေချောင်းပြန်တန်းရေးဘုတ်အဖွဲ့ကပြောပါတယ်။ရရှိလာတဲ့ဝင်ငွေတွေကိုလည်းလေဆိပ်တွေမှာခရီးသည်တွေအဆင်ပြေစေမဲ့နောက်ထပ်ဝန်ဆောင်မှုတွေမှာယင်းနည်းမြောင်းနေ ံနိုင်မှာဖြစ်တယ်လို့ဘုတ်အဖွဲ့ကပြောဆိုထားပါတယ်။မြမတော်လန်ရေးကိုဂရီတာတွန်ဘတ်ထောက်ခံလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်ရှင်။ဆွီဒင်နိုင်ငံစတော့ခေါမျိုးမှာဒီဇင်ဘာ2ရက်ကကျင်းပခဲ့တဲ့ Right Livelihood စူပေးပွဲခမ်းနားမှာသတင်းဖွင့်ရှားရေးအဖွဲ့ Justice for Myanmar အတွက်ဆွီဒင်တွက်ကြွလှူရှားသူ2019 Right Livelihood ဆုရှင်ဂရီတာတွန်ဘတ်ကဆုလက်ခံမိကွန်းတရပြောကြားခဲ့ပါတယ်။ စစ်တပ်ရဲ့လူမဆန်တဲ့အာဏာသိမ်းမှုနောက်ပိုင်း၅နှစ်နီးပါးကြာအောင်ရော့မသွားတဲ့အင်အားဂုံတိတ်ခါရှိရှိကြီးမားတဲ့ပေးဆက်နှင်နာခံမှုတွေနဲ့စစ်တပ်အုပ်ချုပ်သူတွေကိုစန့်ကျင်ခဲ့ကြတဲ့မြန်မာနိုင်ငံရဲ့တတိရှိတဲ့ပြည်သူတွေကိုဂုံပြုတ်ပြီးတော့မိမိတို့တည်ဆုကိုလက်ခံယူတာဖြစ်ကြောင်း2019ခုနှစ်မှာတည်ထောင်ခဲ့တဲ့လူ့ခွင့်ရေးတက်ချွတ်လှရှားသူများအဖွဲ့ Justice for Myanmar ကိုစား Greta Thunberg ကပြောဆိုပါတယ်မြန်မာစစ်တပ်ကိုထောက်ပံ့ကူညီပေးနေကြတဲ့နိုင်ငံတကာဗန်ဒါရီနဲ့လုပ်ငန်းစုကွန်ရက်တွေကိုလှည့်ဟပြမှုအတွက် Justice for Myanmar ကို Right Livelihood အဖွဲ့အစည်းကအတိအမှတ်ပြုစုပေးခဲ့တာဖြစ်ပါတယ် Right livelihood ဆိုတာမြန်မာပြည်သူတွေရဲ့ရုံးကန့်မှုဟာတရားမျှတမှုနဲ့လူသားတို့ရဲ့ဂုဏ်သိက္ခာအတွက်ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့တစည်းတပိုင်းဖြစ်ကြောင်းထပ်ပြီးတည်ပြုလိုက်တာဖြစ်တယ်လို့သုံးပါကပြောပါရီစစ်တပ်ရာဆွဲခိုင်းကိုဖြိုလဲရေးမိမိတို့အနေနဲ့တသားတည်းအရေးယူဆောင်ရွက်ဖို့လိုတယ်လို့သူကဖြည့်ဆွတ်ပြောပါရီ2021ခုနှစ်ဖေဖော်ဝါရီလနေ့မှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံမှာလူပေါင်း9000အထိတပ်ဖြတ်ခံခဲ့ရကြောင်း လက်နက်ကင်ပြိပခတီနီယာမဲ့ခင်ကျင်ချက်လက် ACLET စီမံကိန်းကမှတ်တမ်းတင်ထားပါသည်။လွတ်တော်ကိုယ်စားလှယ်2ဦးအပါဝင်ပါတီဖွဲ့ဝင်102ဦးတက်ဖြတ်ခံခဲ့ရပြီးအာနာသိမ့်ပြီးရဲ့နောက်ဖမ်းဆီးခံရသူ1905ဦးရှိကြောင်း NLD ပါတီကဖော်ပြထားပါသည်။အဲ့ဒီဖမ်းဆီးခံရသူရေအတွက်မှာ2020ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်144ဦးပါဝင်နေပါသည်။ဒီလအတွင်းစေကောင်းဆောင်တွေကအတူရောင်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးအစိုးရဖွဲ့တွေအတွက်ဒါကိုညှင်းပယ်ကြဖို့နဲ့ ရန်ပုံငွေတွေလက်နက်တွေပစ္စည်းကိရိယာတွေနဲ့စစ်ကော်မရှင်ဆက်လက်အကြမ်းဖက်တိုက်ခိုက်လို့ရနေတဲ့လေရင်စီစစ်ဆင်မှုကိုတားဆီးကြဖို့မိမိတို့အနေနဲ့တိုက်တွန်းကြအောင်သုံးပါကပြောပါတယ်။ Justice for Myanmar ကနေပြည်တော်မှာရှိတဲ့စစ်ကောင်ဆောင်တွေဆက်လက်ရှင်တန်ခွင့်ရနေတဲ့ငွေကြေးလက်နက်နဲ့ပစ္စည်းကိရိယာတွေစစ်ဆင်မှုကိုဖော်ထုတ်ပြီးတော့စစ်တပ်ရဲ့လူခွင့်ရချိုးဖောက်မှုတွေကိုနိုင်ငံတကာကသိမြင်လာအောင်လှုံ့ဆော်ပေးခဲ့ပါတယ်။ right livelihood စုကို1980ပြည်နှစ်မှာဖန်တီးခဲ့တာဖြစ်ပြီး Ukraine, Congo ပြည်ထောင်စုနဲ့ America မှာရှိတဲ့လူခွင့်ရေးကာကွယ်သူတွေပါဝင် နိုင်ငံပေါင်း82နိုင်ငံကလူပေါင်း203ဦးကိုစုချင်းမြင့်ခဲ့ပြီးဖြစ်ပါတယ်။အခုနှစ်စုရရှိသူတွေထဲမှာပစိဖိတ်ကျွန်းစုထိုင်ဝမ်နဲ့ဆူဒန်တို့ကတက်ကြွလှုပ်ရှားသူတွေပါဝင်ပါတယ်။သူတို့ဖွဲ့စည်းရဲ့45နှစ်ကြာရာစုံမှာမြန်မာနိုင်ငံအတွက်အလုပ်လုပ်ပေးနေတဲ့အဖွဲ့အဖွဲ့စုရရှိတာဒါပထမဆုံးဖြစ်ပါတယ်။ နက်ဖြန်ဒီဇင်ဘာလ9ရက်နေ့အတွက်မိုးလီဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွက်ချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးကြံတပီလုံးမှာတိမ်ငင်းဆင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခန့်မှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအားဖြင့်တာယာနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပါတယ်။ ်တနင်္လာရီကံယူရန်ရခိုင်ကံယူရန်မြဝကျွန်းပေါ်ဒေသတွေနဲ့မௌတမာခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနင်္လာရီ9မိုင်မှစိန်မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်အသင်သင်ရှိနိုင်ပါတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတိမ်အသင်းတွေဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာညအပူချိန်များကျဆင်းနိုင်ပြီးမြူများလည်းကျဆင်းနိုင်ပါတယ်။အနေအဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ22ဒီဂရီစင်တီဂရိတ်၊ဖမ်မြို့မှာ27ဒီဂရီစင်တီဂရိတ်နဲ့ ဒဝဲမြို့မှာ24ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံတပြည်လုံးမှာခရမ်းလွန်ရောက်ကြီးအညွှန်းကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုလေးဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဗီရန်နေဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွင်ထိုင်းရဲ့ညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခံစားခဲ့ရတာပါ။ တာလင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။